ဟိုအဘယူတီဆလွန်လို့ပါတယ်ဝင်ရတာကျွန်တော်အရင်ကြောက်တယ်အဲ့ဒါဟိုးရင်နဲ့ဟိုနေမှာနေတဲ့ကနေဆိုဘကိုးပဲပေါ့နော်ဘကိုးမြို့မှာနေတဲ့ကအဲ့လိုသပင်ညက်ဆိုင်နေပါတယ်တဲ့မှာဆိုလို့ရှိရင်ဗျာမိန်းကလေးတွေအများကြီးရှိရလေဆိုတော့အဲ့ဒီဝင်မှုအတွက်ကကျွန်တော်တော့က challenge အဖြစ်ဆုံးပဲဒီထဲမှာလည်းအိုက်မှုအတိုင်းပဲကျွန်တော်တော့တနောက်တတာဖြစ်မနေဘူးခေါင်းကိုကင်တာကိုကျွန်တော်ကအဆင်မပြေနေရအဲ့ကြောင့်ခုနောက်ပိုင်းလဲ shooting နေမှာရှိလို့ခေါင်းကို head ပုံသွင်းနေဆိုတော့ကျွန်တော်မှကျွန်တော်မတွင်းတာအတရားကခေါင်းကိုလက်ကမ်းရိုးအလိုအလိုနေဒေါသထွက်နေတဲ့မှာပါတယ်ဆိုတော့ဒီထဲကလည်းအဲ့ အဲ့ဒီကာရီတာမျိုးပဲဆိုတော့တက်ဆက်တယ်ပါဟုတ်ကဲ့เนาะအဲ့တော့ဒါတိုင်ရင်းလှုပ်ဝင်ချက်ပါကပြကျွန်တော်ကပြကိုချစ်တယ်ကပြပြုံးနေရလေးကိုလည်းကျွန်တော်ချစ်တယ်ပြီးတော့ကပြရဲ့စပင်လေးတွေကိုလည်းကျွန်တော်ချစ်တယ်ကပြရဲ့လက်လေးတွေကိုလည်းကျွန်တော်ချစ်တယ်ကပြနဲ့ပတ်သက်သမျှအရာအားလုံးကိုကျွန်တော်ချစ်တယ် အဲ့ဒါကြောင့်မလို့ကြပြအနာမှာကျွန်တော်အချိန်တည်းရှိနေပြီးကျင်တာအဲ့လိုရှိခွင့်ရဖို့အတွက်ကိုလည်းโอเคမန်လီယာဖန်နဲ့ဒင်းရေဒီယိုပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ခုတင်ဆက်ပေးမှာတော့ဒီ Hain Production ကနေထုတ်လုပ်ပြီးတော့ Driver အာယုံဥပွင့်သိင္ကြီးစောရိုက်ကူးထားတဲ့ချစ်သူစေရာရုပ်ရှင်ဇာတ်ကားကြီးရာဆိုလို့ရှိရင်ဒီလာမယ့် November 14ရက်နေ့မှာဆိုလို့ရှိရင်တနင်္ဂနွေလောကယုံတင်ပြသတာမှာဖြစ်ပါတယ်။အဲ့တော့အခုဒီဇာတ်ကားကြီးနဲ့ပတ်သက်ပြီးတော့ဒီဇာတ်ကားကိုရိုက်ကူးထားတဲ့ကုနာ Driver ဘပွင့်သိင္ကြီးစောရဲ့ဒီဇာတ်ကားကြီးရဲ့မင်းသားဖြစ်တဲ့ Tyrone နဲ့အတူတူကျွန်တော် interview လေးပြုလုပ်သွားအောင်မှာဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့မပွင့်နဲ့ Tyrone မင်္ဂလာပါခင်ဗျာ။မင်္ဂလာပါခင်ဗျာ။ ဟုတ်ကဲ့ပါခင်ဗျာအဲ့တော့မပွေအနေနဲ့ပေါ့နော်ပထမဆုံးအနေနဲ့ဒီရုပ်ရှင်စကားကြီးချစ်သူစေရာရုပ်ရှင်စကားကြီးရိုက်ကူးပြတဲ့အကြောင်းလေးအရင်ဆုံးပြည်သက်တွေပြပြပေးပါဦးခင်ဗျာဟုတ်အာအရင်ဆုံးကတော့ပွင့်ဟိုဒီ producer ပေါ့နော်အရင်ဆုံးလာပြောတာပေါ့ဒီဇာကားမှာတဲ့ဒီလူချမ်းပေါ့လူမိုက်မင်းသားအဲ့လိုပေါ့လူကြမ်းကြမ်းရဲ့လူမိုက်ပေါ့အဲသူက ဒါကောင်မလေးဟိုသဘောကြလို့သူလိမ်မာသွားတဲ့ပုံစံမျိုးလေးပေါ့နော်ပြီးတော့ကောင်မလေးအလုတ်လုတ်တဲ့ duty salon နေပိုင်းမှာတဲ့လာပြီးတော့အလုတ်လုတ်တယ်ပေါ့နော်အလုတ်လုတ်တယ်မဟုတ်လာပြီးတော့အဲဒီဇပင်နေပိုင်းညှက်ခမ်းဘာညာလုတ်တယ်ပေါ့သူချက်သွားတော့ပေါ့လူမလူနူးချမ်းရနှုတ်သွားတဲ့ပုံစံလေးပေါ့အလူလေးလုတ်ချင်တယ်ဆိုတော့အဲ့ဘွယ်လည်းဇလန်းနေစဉ်းစားပါစဉ်းစားပြီးပွင့်ဟိုဇညွန်ဆရာမတ်အီဂျီတာဟန်ကိုပြောပြီးတော့ဟိုဘွယ်တော့ဇလန်းတစ်ခုလုံမယ်ပေါ့နော်လုံမယ်ဆိုတော့အဲ့အန်နဲ့ ဒီချစ်သူစရာဆိုဇလန်လေးရတော့ဖြစ်ပေါ်လာတာပေါ့ဟုတ်ဟုတ်ကဲ့ဗျာနော်အဲ့တော့တိုင်ရွန်လည်းခုနကမပွင့်တော့ပြောသွားဒီစကားမှာသူကနည်းနည်းလူချမ်းပေါ့နည်းနည်းစိတ်နဲ့ကြမ်းတယ်လူစိုးပုံတော့ဒါပေမဲ့အာကျွန်တော်တို့သိရတော့ဇလန်လေးရတော့သူကဟိုလူကကြမ်းတမ်းတယ်လို့ထင်ရမယ်ဒါအတွင်းထဲမှာတော့နူးညံ့တဲ့နှလုံးသားရှိရပေါ့နော်အဲ့ဒါတိုင်ရွန်ကဒီ main character character လေးပေါ့နော်အဲ့တော့အဲ့ဒီဇယုတ်အတွက်တိုင်ရွန်ပြင်ဆင်မှုတော့အဲ့ဒါလေးနည်းနည်းပြောပြပြပါဦးအဓိကကတော့ကျွန်တော်ကျွန်တော် အပြင်ကပုံတောင်ချိန်ပြစ်ကြတာပေါ့နော်ချိန်ပြစ်ကြတာဆိုတော့ကကြတော့ဟိုဒီတက်မှာလုံးဝကြံ့ကြံ့တန်အလှပမကြိုက်ဘူးဒါပေမဲ့ကောင်မလေးကိုအရင်ကောင်မလေးရဲ့ beauty salon မှာလုပ်လို့တဲ့ခါကျတော့ကောင်မလေးကိုသွားပြီးတော့အဲ့လိုမျိုးဟိုအလှမကြိုက်တဲ့လူတယောက်ကမျက်နှာလေးတက်တယ်ကောင်းနေလျှော်တယ်ဆိုတော့အဓိကဒီတက်မှာအဲခက်ခဲတဲ့အပိုင်းတွေကတော့ဇလားအဖြစ်ရွှေ့ရှင်းတယ်အဆင်းနေအဖြစ်ရွှေ့ရှင်းတယ်ဒါပေမဲ့အဲ့ဒီတက်မှာမှဒါတေးဥဆောင်နေရဲ့အပြုမူလေးပေါ့နော်ကျွန်တော်ရဲ့အကြည့်တွေဒါပုံမမိသားရဲ့အကြည့်တွေ ဲ့ဒီကျွန်တော်ရဲ့အပြုမူလှုပ်ရှားမှုပုံစံတွေကဟိုပြိတ္တတူးချင်းတွေကြိုက်ဖို့အတွက်ဒါအချစ်ကိုပုံဖို့ဖို့အတွက်ကကြတော့ဟိုအထူးကြီးပြလို့မရအောင်လို့ဆိုတော့ idea အနေနဲ့ကလည်းကျွန်တော်လုပ်နေတဲ့ပုံစံတွေအထက်ပြောင်းပြီးလုပ်ရတာတော့ကျွန်တော်တို့ challenge ဖြစ်ပါတယ်ဟုတ်ဟုတ်ကဲ့ဗျာနော်အဲ့တော့ဟိုတောင်လည်းပြောရဒီစကားမှာပုံမိသားမျိုးတော်တော်ပြခေါင်းသားလျှော်ရတယ်ခဏခဏဒီ beauty beauty ဆိုတော့အပြင်မှာအဲ့လိုခေါင်းတွေပါလျှော်ရတော့သွားပြီးဟာမလျှော်ဘူးတော့ကျွန်တော်ကျွန်တော်ကအဲ့လိုလုံးဝအဲ့လိုမျိုးဟိုးငငယ်တဲ့ကအဲ့လိုမျိုးကျွန်တော်ခေါင်း ကြိုင်တာမျိုးကျွန်တော်တိတ်မကြိုက်တိတ်မကြိုက်ဘူးခေါင်းလျှော့ရဆိုလို့ရှိရင်တော့အခုချိန်ကြီးကျွန်တော်လျှော့တယ်ဆလုံးနေဆိုလို့ရှိရင်ကျွန်တော်ဟိုဟိုရင်းနေတာဒါအိုမီဂါမီမီကျွန်တော်10နှစ်ကျော်လောက်ရှိပြီအဲ့ဒီမှာပဲကျွန်တော်ခေါင်းရင်းနေနေတဲ့သူကြိုင်ပြီးလျှော့တာမျိုးပဲရဟိုအဘယူတီဆလုံးလို့ပါတယ်ဝင်ရတာကျွန်တော်အရန်ကြောက်တယ်အဲ့ဟိုရင်းနေဟိုနေမှာနေတဲ့ကနေဆိုပကိုးပဲပေါ့နော်ပကိုးမျိုးမှာနေတဲ့ကအဲ့လိုသပင်ညက်ဆိုင်နေပါတယ်တဲ့မှာဆိုလို့ရှိရင်ဗျာမိန်းကလေးတွေအများကြီးရှိတယ်လीဆိုတော့အဲ့ဒီဝင်မှုအတွက်က ကျွန်တော်တော့က challenge အဖြစ်ဆုံးပဲဒီထဲမှာလည်းအိုက်မှုအတိုင်းပဲဘာလို့ဆိုတော့အဲ့ဒါတော့ဟို main ကလေးအများကြီးရှိနေနေရာတွေဝင်ရတာကိုဘယ်လိုပဲပဲအမလဲရှက်တာအဲ့တော့အဲ့ဒါနဲ့ခေါင်းတော့မလျှော် ပြဘူးအိမ်မှာပဲကိုယ့်အကိုလျှော်တာဆိုတော့ကကြတော့အဲ့ဒါလည်းအပြင်မှာဆိုလို့ရှိရင်ဒီထဲကအတိုင်းပဲအပြင်မှာလည်းအဲ့လိုမျိုးသွားရမှာကိုအရင်ရှက်တယ်အဲ့လိုခေါင်းလေးပါလေကန်ရမှာကိုဟိုကိုခေါင်းလျှော်နေကြလူနဲ့ပဲအဆင်ပြေကိုနဲ့ရင်းနေတယ်မဟုတ်လို့ရင်ဒီဇိုင်းတယောက်ကကန်တာမျိုးကိုကျွန်တော်ကဟိုမကြိုက်တာလည်းမဟုတ်ဘူးအဲ့လို ကျွန်တော်တို့တနောက်တက်တာဖြစ်မနေဘူးခေါင်းကိုကင်တာကိုကျွန်တော်ကအဆင်မပြေနေရအဲ့ကြောင့်ခုနောက်ပိုင်းလဲ shooting နေမှာရှိလို့ခေါင်းကိုဟဲပုံသွင်းနေဆိုတော့ကျွန်တော်မှကျွန်တော်မသွင်းတာအတရားကခေါင်းကိုလက်ကမ်းကိုအလိုအလိုနေဒေါသထွက်နေတဲ့နေရာမှာပါတယ်ဆိုတော့ဒီတဲကလည်းအဲ့အဲ့ဒီကာရီတာမျိုးပဲဆိုတော့ တက်ဆက်နေပါဟုတ်ကဲ့เนาะအဲ့တော့ဒါ Tyron လှူဖို့ကြည့်ပါဟုတ်ကဲ့ပါဒါတော့ Tyron ရဲ့ဒီ character နဲ့ပတ်သက်ပြီးတော့မေးကြပါเนาะအခုဘုံမီသားဒီ interview လေးသူမ join နိုင်ဘူးဆိုတော့ဟိုမက်မက်ပွင့်ရမယ်ပြောပြပေးပါအောင်ဒီဘုံမီသားရဲ့ character လေးပေါ့เนาะအာဘိုးကကြတော့ဒီကားလေးမှာတော့သူက beauty son မှာလှုပ်လှုပ်တဲ့ကောင်မလေးတယောက်ပေါ့ယူသားတယ်ကြိုးစားတယ်ပေါ့အဲ့လိုကောင်မလေးတယောက်ပေါ့သူကဒါပြောရင်သူ့မှာမောင်လေးပေါ့မောင်လေးကဝန်ခံမှုပေါ့เนาะဝန်ခံမှုရှိရဲရှိရောသူတို့မောင်နှမနဲ့သူတို့ဘဝလေးကိုသူတို့ အဲကြိုးစားနေကြတယ်မောင်မညာပေါ့သူတို့ဖြစ်ချင်တဲ့အိမ်မက်တွေရှိကြတော့လေအဲအမဟိုဘိုးကတော့အကြီးဆုံးသူကအမပေါ့အမဆိုတော့သူကပြောရရင်အမကြီးမိရာအနေနဲ့သူ့မောင်လေးကိုသူအမြဲစောင့်ရှောက်တယ်အဲလှုပ်ပေးတယ်မောင်လေးကလည်းပြောရရင်လိမ်မာတယ်ပေါ့အဲအမကတော့ဝန်ခံမွားကြအမက delivery boy ပေါ့အဲအဲ့လိုမျိုးပုံစံလေးပေါ့ဒီဒီဒီသူတို့မောင်မညာရဲ့ character လေးကတော့အဲ့လိုပုံစံလေးပေါ့နော်ပိုးကတော့ဒီ guy မှာတော့ပြောရရင်သူက အာဒူဒူဒီ beauty salon မှာလောက်ဖို့ဟာ၄ဆိုရင်ပိုးကသွားပြီးတော့ဂျိုပြီးတော့သူသွားကျင်တယ်ကျင်မျိုး beauty salon မှာသူခေါင်းလျှော်ရတယ်တို့ dryer ပုံသွင်းရတယ်တို့ဘာရမ်းအမှားတော့မှဟိုဟာကြည့်ရသူတွေကတော့မေးသေးတယ်ပိုးကလည်းကိုတိုင်တို့လျှော်ပေးနေအပွင့်ဒီလိုလက်အကျက်တစ်ခါကျတော့ဒီလိုဖြတ်ရိုက်လိုက်တာဟုတ်ကဲ့ဘာလဲအဲ့ဒါ တခြားသူရဲ့လက်လာဘိုးရဲ့လက်လို့ဘိုးကမကိုယ်တိုင်သူကလည်းအရင်နဲ့သူကနည်းနည်းဟိုဟာသူနည်းနည်းလက်ကင်တက်တယ်တဲ့ကင်တက်တယ်မဟုတ်ဘူးကင်တော့တော့เนาะအဲ့ဒါဆိုရှင်ဒါဒါမျိုးမျိုးသားတူရဲ့ crush ဘိုးမမိသားရဲ့ ကောင်းလျှော့ပြီးတော့ကျွန်တော်ခံလိုက်အဲ့ကျတော့ထူးဆန်းတာကျွန်တော်ဒေါသမထွက်ဘူးဗျအဲ့ဒါကြောင့်အဲ့ဒါကြောင့်မထွက်ဘူးအဲ့လေကြတော့လေခဏခဏပြန်ရဲချင်နေတယ်အောင်အမေသူများခိုင်တာမကြိုက်ဗျာသူများခိုင်တာမကြိုက်တာအဟမ်းအပူရလဲမလျှော့ရလေအခုအဲ့ဖျားအောင်ဖျားသွားသေးတယ်သူလျှော့ရင်းလျှော့ရင်းနေတာဟုတ်တယ်တောက်လျှော့တနေ့ကိုလျှော့တာလျှော့လိုက်တော့ Beauty Slow မှာရိုက်တယ်ဆိုတော့လေလျှော့လိုက်မုတ်လိုက်ပြီးပြန်သူ့ပြန်စနေကြသူကိုယ်တိုင်ကမပွင့်မျက်လုံးရောင် ်ညီတိုင်းအပူတွေတောင်ထွက်နေပြီးရဲ့အေးငုံကောင်းချော်ရပြီးပါတော့မဲခဏလေးစောင့်ပါဆိုပိုးရလဲလေဘောဘောနာတော့ပုံမဲလျှော်တာမဟုတ်ဘူးလေလျှော်ရင်ရိုက်နေရတာဆိုစကားပြောလိုက်ပြန်ရိုက်လိုက်ပြန်ချိုးလိုက်နဲ့ကောင်းရေဆိုရင်တော့ရှောက်နေရကျွန်တော်သဘောကျပါအဲ့ဒါမဲ့နောက်နောက်တကားလုံးလိုက်ပါကောင်းလျှော်တဲ့ခါကြီးစတဲ့ခေါင်းနေပဲလျှော်လောက်ပါတယ် เออโอเคပြန်เนาะအဲ့တော့ဒီကျွန်တော်တို့သိသလားဗောနော်ဒီနောက်ပိုင်းမှာဆိုဒီရုပ်ရှင်ဇာတ်ကားတွေမှာဆိုရင်ဒီအချစ်ကားစစ်စစ်ကားဗောနော်တော်တော်လေးဟိုရှားလာပြီလို့ပြောလို့ရတာဗောနော်အဲ့တော့မပွင့်နေနေတော့ဒီလိုဇလန်းမျိုးဒီပြိသက်စိတ်ဝင်စားမှုအလိုရှားနိုင်မှုတို့ဗောနော်ဘလာဘလူတွေပြင်ဆင်ရလဲအဲ့ဒါလေးတော်တော်ဒီကားလေးကတော့လေအချစ်ဇလန်းလေးဆိုတော့ပွင့်တော့ပြောရင်ရုပ်ရှင်တာဗောအချစ်ဇလန်းပုံစံကတော့ဒါပေမဲ့ဒီပုံမှာဟိုကပွင့်တော့ကတော့ ဟို presentation နေဘွနော်အဓိကဒီကားထဲမှာပြဿနာတွေကြီးမြင်လိမ့်မယ်ပေါ့နော် ဟိုအဓိကအားထည့်တာလားအားထည့်တာလဲဆိုတော့ဘောအရင်ပွင့်ရိုက်တဲ့ဟိုင်းနဲ့မတူအောင်အားထည့်တာဘယ်နေရာမှာလဲဆိုတော့ပွင့် location မှာအားထည့်တာလေ location မှာအခုတော့မှပွင့်တို့ design ဘာကြီးထွက်တော့တော့မှတချို့သတိထားမိရဲ့သူတွေဆိုရင်တော့ပြောကြရဲအောက်မှာဟိုလေရန်ကုန်မြို့ပြရတဲ့မနေ့က comment လေးတစ်ခုအောင်ဖတ်လိုက်ရရန်ကုန်မြို့ပြရဲ့နောက်ခံလေးနဲ့တဲ့ရိုက်ထားတာတဲ့ရိုက်ကွင်းရိုက်ွက်လေးတွေတော့တေချာရွေးပြီးတော့စက်တင်တေချာလှလှလေးတွေနဲ့အပရိသတ်တယောက်ကလှုပ်ထားတာတဲ့ ချစ်စရာလေးပေါ့သူတို့အဲ့လိုမျိုးလေးပေါ့ဂျာလေးကလေးကြည့်ချင်တယ်ပေါ့ဆိုပြီးတော့အဲကွန်မန်တော့ကိုအောင်အတက်သွားဩငါတေချာထည့်ထားတဲ့ဟာလေးကိုသူတို့မြင်တယ်ပေါ့နော်ဒါတော့ဘုနော်ဒီဇယ်ရှိတယ်တကားလုံးမှဆိုမြင်လိမ့်မယ်အာဒီရန်ကုန်သူကပြောရရင်တော့အခြေခံလူတန်းစားတွေရဲ့နှစ်ယောက်ကြားတဲ့အချက်ပုံစံလေးဆိုတော့ပွင့်ကသူတို့နှစ်ယောက်ရဲ့သွားတာလာတာလန်းလေးတွေရှောက်တဲ့လန်းလေးတွေဆိုရင်လည်းပွင့်ကအဲ့လိုစုလေးရဲ့လန်းလေးတွေမြို့အဲမြို့တွေရဲ့လန်းလေးတွေတို့ ပြီးတော့သူတို့စားတဲ့ဆိုင်လေးတွေဆိုဘုံချုပ်စရာဆိုင်လေးတွေဘတ်စကားဂိတ်လေးတွေဆိုရင်မြို့ရဲကန်းနလန်ဘတ်စကားဂိတ်လေးတွေတို့အဲပြီးတော့အဲသူတို့ဘယ်လိုပြောမလဲဒီ beauty salon လေးတွေဆိုရင်လည်းရက်ွက်ရဲ့ beauty salon ဆိုင်လေးဖြစ်ချင်တာဖြစ်ချင်တော့ပွဲ location manager တကယ်ရက်ွက်တော့ရှာရပါတော့တော့ရှာပြီးပွဲတော့အဲ့တစ်ခုလုံးကြီးဆိုရင်ပွဲတော့ဒီပွဲတော့ setting နဲ့အကုန် change ချပြလိုက်တယ်ထဲတဲ့ wallpaper လေးဆေးတွေတုတ်ပေါ့ setting နဲ့အကုန် change နေအဲပြီးတော့ကိုတိုင်ရောအလုပ်လုပ်တဲ့ club ဆိုရင်လည်းအမျိုးတွေပွင့်လို့ဂျင်တာလေးအုတ်အုတ်မိုင်းမိုင်းလေးပေါ့နော်အဲဘယ်လိုရမလဲလူပေါင်းစုံလာလို့ရတဲ့ club ပုံစံလေးအော်မမိုင်းလေးဖြစ်ချင်တယ်ဆိုတော့အဲမျိုးတွေက club ကိုဘွန်းတို့ရွေးတာတယ်အဲအဲ့လိုမျိုးလေးပေါ့အဓိကပွဲ location ရယ် အဲဒီ presentation ရဲ့မှာတော့ပွင့်အရင်ပွင့်ရိုက်နေကြရင်လည်းမတူအောင်လှုပ်ထားပါတော့။ပွင့်ကလည်းအရင်ကပြောရင်တော့ romance ဆိုပေမဲ့အရင် romance ကြီးကကြတော့အဲ့လိုဘယ်လိုပြောမလဲ။ပစံရှိဟိုချမ်းသာတဲ့ background ဟာရိုက်ရအများတော့ဒီကားလေးမှာတော့ပွင့်ကအော်အဲ့လိုမျိုးလေးရအောင်ဟိုပြောင်းမယ်ဆိုပြီးတော့ပွင့်တို့ အဲလဖိဆိုင်လေးတွေဘာလေးဆိုတော့အဲ့ဒီဘားခေဟာဟာဒီတို့ပြောပြောရရိုက်ရခတ်တယ်အဲ့နေရာတွေကရိုက်ရတဝန်လည်းဓာတ်လျှောက်ရမ်းခတ်တယ်လူများရမ်းရှင်းရလမ်းစုံကြီးဆိုတာလေပြောဒီဘိုးချုပ်စည်းတွေဘာတွေဆိုရင်လူတွေအာရှင်းရခတ်ခဲတယ်ပေါ့ရိုက်ရအဲ့ဒီဟာလေးတွေမှာတော့ပွင့်တို့အဓိကဝင်ပြောင်းလဲတာတဲ့ဟာလေးတွေပေါ့နောက်တစ်ခုကကြတော့ပွင့်တို့ ဒီကားမှာပြောရင်ကိုတိုင်ရုံနဲ့ပိုးနေတာပထမဆုံးစုံညာစုံညာတော့ကိုတိုင်ရုံလည်းပြောရင်သူကအရင်နဲ့ပွဲအချစ်ကားလေးသူရိုက်ပြီးစင်တာအဲရိုက်ပြီးစင်တော့သူဒီကားမှာဆိုရင်သူကိုအဲမင်းခတ်ဆိုရဲဒီ character တယောက်တည်းဝင်သွားအောင်ပေါ့နော်ပွဲကအကိုဆိုရင်ပွဲ request ထုတ်တဲ့ဟာရ သူ item လုံးနေလို့သူက item လုံးတော့ဘာလောက်အောင်မလဲပေါ့သူကအော်မဟုတ်လေ item မလုံးတဲ့ item လေးပေါ့အဲဘွာအဲ့လိုမျိုးလေးကိုတိုင်းစကားပြောရင်လည်းဒီတိုင်းပြောတယ်ပဲထားလိုက်ဟိုလိုဒါကြီးကိုပြောရမယ်ဆိုပြီးတော့အားဆိုင်နေရတဲ့ပုံစံမလုံးနဲ့ပေါ့နော်အဲ့လိုမျိုးဆိုကိုတိုင်းကအကောင်လုံးဟိုပြအဝင်အောင်လုပ်ပေးရပေါ့ဒီဒီ trailer တွေဘာတွေ train လည်းမြင်နေမှာစပြီးတော့စကားလုံးကြည့်ပိုးအောင်မြင်နေမှာကိုတိုင်းရောကိုတိုင်းရောမဟုတ်တဲ့ ုံစံတစ်ခုမြင်ရလိမ့်မယ်ဒီကကြည့်ပြီးွားရဲ့သူတွေဆိုရင်နောက်ဘက်တော်တော်များပြောကြဟာတဲ့ကိုတိုင်တော့မှတ်တောင်မှတ်မိရက် acting တွေအကုန်လုံးမျက်လုံးတွေပဲအကုန်ချိန်သွားတာပေါ့နော်ဟိုပိုးပိုးကိုじゃဘိုးကတော့ပြောရတဲ့ romance ကရိုက်တာများတယ် romance ရိုက်တဲ့အများတဲ့သူပိုးကိုကြတော့လေဟိုပြောရရင်ဘွဲ့ဟိုသူ့အဝတ်စားလေးတွေလို့ဘာလို့မှသူ့ကို ပွဲနေနေဒီ reality နဲ့ကိုက်ညံလောက်ပြီးတဲ့အရာတွေရှိရယ်ပြီး acting လေးတွေမှာဆိုလဲပိုးကိုလည်း အဲ romance ပါပေါ့နော်ဒီသူတို့ညရဲ့အဲ romance အခန်းလေးမှာဆိုရင်အစင်းစင် item တိတိလေးတွေအစဝင်သူတို့အဲ give you site တားတဲ့ဟာလေးရှိရပေါ့ဒါတော့စကားထွက်ရတော့မြင်ရမှာပေါ့နော်ဟုတ်ဟုတ်အဲ့တော့ဒါမပွင့်လည်းပြောသွားတိုင်ရွန်ကပုံမှန်ဆိုရှင်အချစ်ကားစစ်စစ်ဆိုတိုင်ရွန်ရိုက်တာတော်တော်လေးရှားတယ်လို့ပြောအောင်နော်မရှိသလောက်ရှားတယ်ပြောအောင်နော်အဓိကတော့အချစ်ကားကတော့ရိုက်ကြရပေါ့နော်ဒါပေမဲ့အချစ်ကားမှာမှာသူကဒါတော်တော်များများလေးတည်ပြီးနေတာဖြစ်မှာကျွန်တော်တို့လည်းရိုက်ခဲ့တာများတယ်ဖောက်ပြန်တာလေး လက်စားချေတာရင်းနဲ့အချစ်ကိုပူလောင်မှုနဲ့ဖော်ပြကြတာပေါ့။ရယူလိုစိတ် ပေါ့နော်။ဒါရမက်တင်နဲ့ဖော်ပြကြတယ်။ဒါကိုပိုင်ဆိုင်လူချင်းစိတ်တင်နဲ့ဖော်ပြကြတယ်။အချစ်ကစိုက်ကမျိုးစုံရှိတာ။အချစ်မှလည်းရယူလူချင်းရှိရယ်ပေးဆက်တာရှိရယ်။ဒါပေမဲ့ကျွန်တော်တို့ကရယူတာရယ်လည်းမဟုတ်ပေးဆက်တာရယ်လည်းမဟုတ်။အချစ်ကိုအချစ်ဆိုတဲ့ပုံစံတိုင်းပဲပုံဖော်ထားတာ။လောလောဆယ်ဒီကောင်မလေးတွေးလိုက်တယ်သဘောကျတယ်။ဒီအချိန်မှာအစပြိုးလာတဲ့အချစ်ကိုပဲကျွန်တော်ရိုက်ကူးတာ။ကိုနောက်ပိုင်းဟိုတောင်တောင်နဲ့ဖောက်ပြန်တာဟိုငေါ့မချစ်တော့တာရယ်မရိုက်ကူးတာကိုကျွန်တော်တို့ကြတကယ့် ဘဝမှာခုကောင်မလေးတယောက်တွေ့လိုက်တဲ့သဘောကျတယ်ရင်ခုန်တဲ့အရာကိုရိုက်ကူးတာပေါ့နော်ဆိုတော့ကျွန်တော်အချစ်ကိုပုံဖော်တာအရာတော့ရင်ခုန်တက်ဆအချိန်ကိုပုံဖော်တာပေါ့ဆိုတော့ပြောချင်တာတကူကဖောက်ပြန်တာတွေပူလောင်တာတွေတခုမှမပေါအောင်ကျွန်တော်ကငိမ့်ငိမ့်နေနဲ့ဟိုစာအဆုံးအချစ်တဲ့အချစ်ကိုတည်တည်တဲ့ဟာလေးကိုရိုက်ကူးရတဲ့ဆိုတော့ခါကြတော့အချစ်မှာတော့ကျွန်တော်တခြားအချစ်ကပုံစံနဲ့ရိုက်ကူးမှာဒါမျိုးတော့ first time ပါပဲဟုတ်ကဲ့ဗျာနော် ပရနောက်တစ်ခုကကြတော့ဒီစကားကခုနလည်းဒါမပွင့်ပြပြသွားဒီအခြေခံလူရန်စားတွေအကြောင်းအထူးကရိုက်တာပေါ့နော်အဲ့တော့ဒီစကားရိုက်ရင်းနဲ့မှဒီဘဝအတွက်သူတို့အပြင်မှာပေါ့နော်တကယ်တကယ်လည်းရုန်းကန်နေရတဲ့သူတွေနဲ့ပတ်သက်ပြီးတော့နှစ်ယောက်ဆုံးဘာတွေခံစားမိလဲအဲ့ဒါလေးလည်းပြောပြပါလားဟုတ်อืมခံစားမိရဆိုပွဲနော်ကဒီအခြေခံလူရန်စားတွေပေါ့နော်နှစ်ယောက်ကြားနေရသူတို့ရဲ့အခြေလေးကိုရိုက်မယ်ဆိုပွဲနော်ကတော့ အပြောရင်ပွင့်လဲ reference ရူရတာရှိရပေါ့နော်ဒီကားထဲမှာဆိုရင်လည်းသူတို့နှစ်ယောက်ကပြောရင်ဒီရုံးကန်ရတဲ့အခက်ခဲတွေတော့ရှိကြတာပေါ့ဥမာဒါပါတော့သူတို့ဒီထဲမှာဆိုရင်ဟိုသူတို့ပတ်စံတွေလိုအပ်တဲ့ဟာတွေရှိရဲပြီးတော့သူတို့နှစ်ယောက်ရဲ့အိမ်မက်တွေရှိရဲသူတို့ဖြစ်ချင်တဲ့အရာလေးတွေပေါ့နော်ဟိုဒါရကသူများရဲ့အတွက်ကတိတိကွကွဖြစ်ချင်ဖြစ်လိမ့်မယ်ဒါမဲ့ အဲဒီသူတို့ညောက်တော့တော့ဘွားကြီးဖြစ်နေတာပေါ့နော်အဲ့ဒါကြီးတခုကိုသူတို့ညောက်အဲဒီအိမ်မက်ဖြစ်အောင်ဘလို့ပုံဖော်ကြလဲပုံဖော်နေတဲ့အချိန်မှာဘာတွေဖြစ်ကြလဲပေါ့နော်အဲအဲ့လိုမျိုးဆိုတော့ဒီအဲဒီခြေခံလူရန်းစားတွေဖြစ်တတ်တဲ့ဟိုဘလို့ပြောမလဲအခက်ခဲတွေ အဲပြီးတော့သူတို့နှစ်ယောက်ကြားမှာရှိရဲ့မေတ္တာပုံစံတွေပေါ့အဲ့ဒါတွေတော့ဘွန်းတို့ကတော့ဒီထဲမှာတော့တတ်နိုင်သမျှဘွန်းတို့ဘက်ကအနည်းဆက်ဆုံးဖြောင်းတော့လောက်ထားရပေါ့နော်ဟုတ်ဟုတ်ကဲ့ပါเนาะအဲ့တော့တိုင်ရိုအနေနဲ့တော့ဒီရုပ်ရှင်ရိုက်ပြီးရဲ့အခါမှာပေါ့เนาะအဲ့လိုအပြင်မှာအဲ့လိုအခြေခံရန်စားရည်နဲ့ပို့ပြီးတော့အဲ့လိုရရောမှုရှိရဲ့လို့ခံစားရတာပြီးတော့ဒီ main ခန့်နဲ့ကြပြလိုမျိုးပေါ့ဒီဇာတ်ကားရဲ့ character နှစ်ယောက်လိုမျိုးဘဝတူအပြင်လောကသူတွေရောတိုင်ရိုအနေနဲ့ဘယ်လိုဇာတ်ကားတွေပြောခြင်းလဲ ကျွန်တော်ကတော့ဒါငွေဘဝစတဲ့ပြည်လဲတဲ့ဘဝလာတာမဟုတ်တဲ့အတွက်ကြောင့်မလို့ဒါကကျွန်တော်နဲ့အရင်နှီးစက်တဲ့အရာပဲလေပြောချင်တာတကူကချစ်ချင်းပုံဖွဲနေရမှာဟိုချစ်သူသွားပြီးကြိုတဲ့အခါမှာကားကောင်းစားရေးဆိုင်ကယ်ကောင်းစားရေးဖြစ်ဖို့မလိုအပ်ဘူးဒါချစ်သူနဲ့အတူတူအလုပ်ပြန်လာတဲ့အချိန်မှာကိုမျက်နှာလေးရောအမောပြေပြီးတော့လန်လေးတူတူရှောက်ပြီးတော့ဘတ်စကားတူတူတိုးစီရတယ်ဒါအချက်ပဲပေါ့နော်ကားကောင်းစားကြီးလာတော့မျောလင့်နေတာတော့အချက်မဟုတ်ဘူးငေါ့ဆိုင်ကယ်ကောင်းစားကြီးလာပြီးမျောလင့်နေတာအချက်မဟုတ်ဘူး သွားကြိုတဲ့အချိန်မှာကိုချစ်သူကိုပေးနာမှရှိနေစပိန်အဆုတ်ကလေးပဲဖြစ်ဖြစ်လမ်းမဲရှောင်နေရှောင်နေရမိန်းကလေးရဲ့စိတ်ကကိုချစ်သူဘေးမှရှိရင်နှွေးထွေးရဆိုခံစားချက်ကိုတကယ်ချစ်တဲ့သူကိုခံစားမိကြတယ်။ကိုချစ်သူလက်ကလေးကိုကင်နာလိုက်တာနဲ့ဘေးပတ်ဝန်းကျင်မှာဘလို့မျိုးဟိုယောက်ျားလေးဖြစ်ဖြစ်ဘလို့မျိုးတတိယဖြစ်ဝင်းရံနေပေမဲ့သူတို့အားလုံးဒါကိုလစ်လူရှုနိုင်ကြတယ်။ကျွန်တော်တို့ယောက်ျားလေးဆိုအဲ့လိုမျိုးပဲ။ ကိုချစ်တဲ့မိန်းကလေးတရားကိုလက်ကိုတွဲရလိုက်ပြီဆိုရင်တခြားပေါင်းဝင်ချင်းမှာလှတဲ့မိန်းကလေးဖြစ်ဘလို့မိန်းကလေးဖြစ်ဖြစ်အဲ့ဒီချိန်မှာလောကကြီးထဲမှာကျွန်တော်နှစ်ယောက်ပဲရှိရဆိုတဲ့ပုံသဏ္ဍာန်ဒီထဲမှာအများကြီးတွေ့ရတယ်ဘာလို့လဲဆိုနှစ်ယောက်ကအတွဲရလို့ရှိရင်ဗျာဟိုရှောက်သွားကြသူလက်ကလေးမိညာပခုံးနေဘီးနာမှာမြင်နေရဒါပေမဲ့ဘေးကလူကြီးဟဲ့အတွဲကဖြစ်နေလိုက်ကြတာဒါပေမဲ့သူတို့တော့အပြစ်ပြောနေရအောင်ဒါဒီချိန်မှာသူတို့ကနှစ်ယောက်တည်းတက်ကဘာဖြစ်နေဆိုတော့လက်ကိုပဲတွဲတာတွဲတာတော့ဟိုခြိပဲခြိတာခြိတာဂုံးမဲ့ပူတာပူတာ ဒါသူတို့တက်အตายနေရလीเนาะဘေးနားနေ jealous ဖြစ်เสียအကြောင်းမရှိဘူးဆိုတဲ့ခါကျတော့ကျွန်တော်တို့အချစ်ကိုပုံဖော်ထားတာဒါဘလို့လူနှန်းစားမျိုးပဲဖြစ်ဖြစ်ချစ်ကြတာကြီးပဲချစ်ကြနေမှာဒီလိုပုံဖော်ထားဆိုဘတ်စကားလေးလာကြိုတယ်ကောင်းမလေးအိတ်လေးကိုကောင်းလေးကခြင်ပေးတယ်ဒီလိုမျိုးပုံစံလေးပုံဖော်ထားဆိုတာကျွန်တော်တော်လည်းအရင်နှီးစပ်ပါငငယ်တုန်းကကျွန်တော်ဒီလိုမျိုးဖြတ်တန်းခဲ့တာဆိုတော့လေအဲ့ဒါလေးပြန်ကြည့်လို့ရှိရင်ပြန်လွမ်းမိတယ် ဟုတ်ကဲ့နော်တိုင်ရွန်ဒီဇက်ကားရိုက်ပြီးတော့ပို့ပြီးတော့နူးညံ့သွားတယ်လို့ခံစားစကလုံးညံ့စားမှန်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 ဟုတ်ကဲ့ဟုတ်ကဲ့မှန်ဟုတ်ကဲ့မှန်တယ်ရဒီဇက်ကားမှာလည်းတကယ် dialogue တွေဆိုရင်အဲ့လိုခုနကလိုမျိုးနူးညံ့နေပြီပဲကျွန်တော်သုံးထားမျိုးတွေသတိထားမိရပေါ့နော် dialogue တစ်ခုဆိုလို့ရှိရင်သူရေးထားကျွန်တော်ဖတ်မိရပါဘူးဒီချစ်သူမျက်နာတစ်ချက်ညိုတဲ့ မိုးကောင်းငင်မီးတင်ရှို့မဲ့သူဆိုစကားလေးပေါ့နော်ဒီစကားလေးကလည်းဒီကျွန်တော် Facebook မှာဆိုတင်ထားပရိသတ်တွေချိန်မှာဒါပြောနေကြတာပေါ့နော်အဲ့တော့တိုင်ရိုအနေနဲ့ရောကိုယ့်ရဲ့လက်ရှိဘဝမှာအာကိုယ်စကားတခွန်းဆိုတခွန်းပေါ့နော်ကိုယ်စင်စီဆိုအဲ့လိုမျိုးနေမဲ့သူမျိုးနဲ့အဲ့လိုတွေ့တွေ့ဘူးလားအဲ့ဒါလည်းသိကြတယ်ကျွန်တော်ကစေသူစေနေဆိုရဲနေလူမျိုးနဲ့တော့တခါမှကျွန်တော်အဲ့လို pressure လည်းမပေးဘူး။ဒါပေမဲ့ကျွန်တော်အဲ့လို pressure ပေးတဲ့သူတော့ရှိတာပေါ့နော်။ဆိုတော့အခါကျတော့ဒါကကောင်းစေခြင်းလို့လေနော်။ဟို ဘာလို့ဆိုတော့လွဲနေတာကျွန်တော်ပဲလွဲနေရအောင်ဆိုတော့ main လေးတွေကလွဲနေရရှားတယ်ဆိုတော့အဲ့ main လေးတယောက်ကိုသွားပြီးတော့ဟိုဟိုဘလိုနေဘလိုနေအပြင်နေမထွက်နဲ့ night out တွေမသွားနဲ့အဲ့လိုမျိုးနဲ့လဲကျွန်တော်ဟိုဟိုဘယ်လိုပဲပြောရမလဲဟိုမဖြတ်တန်းခဲ့ဘူးဆိုတော့ခါကျတော့လွဲနေတာတကယ်လွဲနေတာကျွန်တော်ပဲလွဲနေကျွန်တော်ပဲစိုးခဲ့ဘူးလားဆိုတော့ခါကျတော့ကျွန်တော်အဲ့လိုပုံဖော်တဲ့သူမျိုးကိုလည်းကျွန်တော်လည်းသဘောကျပါတယ်ဆိုတော့အဲ့ဒါကလည်းဟိုကိုမလုတ်ချင်တဲ့အရာတခုကိုအတင်းလုတ်ခိုင်းနေတာဒါကခုနပြောသလိုပေါ့နော်ပုံသွင်းတာပေါ့ ဒါမဲ့အဲ့အလုတ်ခံတဲ့သူကိုယ်တိုင်ကြည်ကြည်နက်နက်နဲ့ဒါကိုလက်ခံနေတယ်ဆိုလို့ရှိရင်တော့ဒါ pressure ပေးတာမဟုတ်တော့ဘူးဒီဒီမှာသူကိုယ်တိုင်စီးမျောပြီးတော့ဒီလိုပုံစံမျိုးကိုကိုကိုနာခံပြီးတော့တောင်းရနေရဆိုခါကြတော့အဲ့လိုပုံစံမျိုးပါပဲဟုတ်ဟုတ်ကဲ့ဗျာနော်အဲ့တော့ဒီရုပ်ရှင်တွေမှာတော့ main khan character ပါเนาะအဲ့တော့ရုပ်ရှင်တွေက main khan အနေနဲ့ဒီရုပ်ရှင်တွေကကြပြာလို့ main claim မျိုးတွေ့ရောဘာပြောပြမယ်ထင်တယ်တာရုံအနေနဲ့ ဒီထဲမှာကြဗျာဆိုတော့ mainly อ่ะသူ့ရဲ့ life မှာအဆင်မပြေမှုတွေများရတယ်ဗောနော်သူ့ရဲ့ဆုံးရှုံးမှုတွေများရတယ်သူ့ရဲ့နင်နာမှုတွေများရဆိုတော့ခါကြတော့ကျွန်တော်ဒါအဓိကရဲ့ main khan ဆိုလို့ရှိရင်ဒီကားရဲ့ကြဗျာဆိုတော့ mainly မျိုးနဲ့တွေ့မယ်ဆိုလို့ရှိရင်သူ့ဘဝမှာအဆင်မပြေမှုတွေအများကြီးအတွက်ကြောင့်မလို့နောက်ထပ်စိတ်ညစ်အောင်မလုပ်ဘဲနဲ့ပျော်ရွှင်အောင်ပဲထားပြီးတော့ယောက်ျားကောင်းတယောက်ဖြစ်မမမမရက်တီသွားပြီးဖို့အတွက်လိုအပ်တယ်လို့ထင်တယ်ဒီရဲ့ main khan ကလည်းအဲ့လိုစိတ်ညစ်စိတ်ထား character မျိုးဆိုတော့ ဒီရက်ကဗျာဆိုရင်မိန်းကလေးကလည်းဒါတမိုးထားဖို့အတွက်ထိုက်တန်တဲ့လူတစ်ယောက်ဆိုတော့သစ္စာရှိနဲ့လက်တွဲသွားပြင်မယ်လို့ထင်တယ်လက်လက်လက်တွဲသွားတင်ပါတယ်ဟုတ်ကဲ့ဗျာနော်အဲ့တော့ဒါမပွင့်ရမေးစင်တော့ဒီဇကာရကခုနပြောဆို dialogue တွေကတော်တော်နူးနူးညံ့ညံ့နေပါပေါ့နော်ဒီဇလန်းဆက်ညွှန်လဲအကြည့်သားဟန်ပေါ့နော်ကျွန်တော်ကိုယ်တိုင်ရေးထားတယ်ဆိုတော့အဲ့တော့ဒီဇကာရကဒီ dialogue တွေနဲ့ပတ်သက်ပြီးတော့ဒီ driver တယောက်အနေနဲ့ဘယ်လိုမျိုးသုံးသပ်ခြင်းလဲအဲ့ဒါလေးလည်းပြောပြပေးပါဟုတ်အဲဒါကျွန်တော်ကစောရည်တဲ့ပေါ့နော်ပွင့်တော့ ရှိုက်သေးရလေ the romance သဘောတဘာဝကလည်းသူကစကားလုံးနဲ့လည်းဖန်ဆာရတာဟုတ်တချို့မှရင်ထဲကြံခဲ့မဲ့စကားလုံးလေးတွေစာချောင်းလေးတွေအဲ့လိုမျိုးကြီးနဲ့ဖန်ဆာရတာဆိုတော့ဥမာဟိုအမားနဲ့လည်းအားပေါ့အမေးကြီးတိုင်ဟန်နဲ့လည်းတိုက်မင်တာပေါ့တိုက်မင်သူရေးတယ်ရေးတဲ့ဟာပေါ့မှာပွင့်ပြန်ပြီးတော့အမားဒီနာလေးတွေဆိုဘလိုလေးထထိုင်လိုက်ကောင်းမလားပေါ့နော်ဥမာတချို့ပွင့်တော့ အဲအပြင်မှာဆိုပွင့်ဟာဘောဝတ်ထုတယ်ဘောဝတ်တချို့ချပါရယ် inspire လုပ်လို့ရတဲ့စကားလုံးတွေဘာတွေတွေ့ရင်လဲပွင့်အမအောင်နည်းနည်းပြန်ပြင်ခိုင်းလိုက်တာတို့သိရမလားအမကလည်းတော့အရင်နဲ့တော့လေဒီလို romance အဲဒီ melodrama လေးဆိုတော့ကြိုက်တဲ့သူဆိုတော့လေရေးတယ်အဲ့လိုလေးတွေသေးသေးချာလေးရေးပြီးစကားလုံးလေးတွေဆိုရင်လေဒီအခုအမလို့အခုပြောနေကြတဲ့စကားလုံးလေးဆိုလဲပွင့်ကဒီစထရထရပွင့်ကဒီထားပါရောပွင့်တို့ဇာကာ promote စပြီးလုပ်တယ်ဒီကားလေးကိုပွင့်တို့ဒီလိုမျိုးပုံစံသွားပါဒီလိုမျိုးပုံ ံစံနဲ့ဇကားလေးပါဒီလိုညင်ညင်ညောင်ညောင်လေးသွားမဲ့ကားလေးပါအချက်ကိုရိုးရှင်းပုံဖော်မဲ့ကားလေးပါဆိုတော့အပွဲက promote လုပ်တယ်အသိစေချင်တယ်သိစေချင်တော့ဒီအဲဒီဓာတ်ပုံဓာတ်ပုံလေးအကုန်လုံးမှာလဲပွင့်တို့ရေဒီ tag line လေးပေါ့နော် tag line လေးတွေအဲတဲ့လို့စကားစုလေးပေါ့ပွင့်တို့ရေထည့်မယ်ဆိုပြီးတော့အဲပွင့်တို့ရေအဲ့ဒါလည်းမအေးကြည်သားဟန်ကရေးပြရပေါ့နော်ပြန်ပြီးတော့အတကြောင်ချင်းစီအဲ့ဒါလေးပွင့်တို့ထည့်တယ်ထည့်ပြီးတော့ဟို ပြောတဲ့ဟိုစကားတခွန်းချင်းစီကိုလည်းဘွန်းတို့စည်စည်ချာချာလေးကိုဟိုမှာပေါ့နော်အဲချစ်တယ်ဆိုရင်တော့ပြောတာတောင်မှနည်းဟိုလိုလှအောင်ပေါ့နော်ဘွန်းတို့တွေတော့အဲစည်စည်ချာလေးတော့လှုပ်ထားပေါ့စကားလုံးလေးတွေတော့ဟုတ်ဟုတ်ကဲ့ဗျာနော်အဲ့တော့ညောင်စုံအနေနဲ့ရောဒီရုပ်ရှင်ဇာတ်ကားကြီးပေါ့နော်ချစ်သူစရာရုပ်ရှင်ဇာတ်ကားရိုက်တွန်းအောင်လို့အမှတ်တရရလေအများကြီးရှိခဲ့မယ်လို့ထင်တယ်။နည်းနည်းလေးကိုမှတ်မိသလောက်လေးပေါ့နော်။အဲနည်းနည်းလေးပြောပြပေးပါလားဟုတ်ဒါရော စပြောပြပါဟုတ်အမတ်တရအနေနဲ့ကတော့ဒီကားကဟိုအမတ်တရတွေအများကြီးပါပဲစိတ်ထည့်ပြီးတော့စိတ်နစ်ပြီးရိုက်ကြတဲ့ဆိုတာကြတော့ကျွန်တော်တက်ကတော့စင်နိုင်အမတ်တရတွေပဲကြည့်လိုက်တဲ့ပြည်သက်တွေနေနဲ့လည်းအမတ်တရတွေကြံခဲ့လိမ့်မယ်လို့လည်းထင်ပါတယ်အာအမတ်တရတွေကတော့ကားတကားလုံးပါပဲဟုတ်ဟုတ်မပွင့်နေနဲ့ဟုတ်อืมแล้วเนี่ยลงตรงอ่ะเราพวกเราอ่ะทุลุจ้าๆอันนี้เนี่ยคันไหนอ่ะไอ้โหลမျိုး မြေကြီးပေါ်နေမှာမြေကြီးပေါ်ဆိုတာဟိုဟာအနောက်တော့အနောက်ကဘောဟိုတိုက်အမြင်နေပေါ်တိုက်ရိုက်နေမှရှိပြီအဲ့ဒီမှာပဲတက်တက်ဆိုတာကျွန်တော်ကအဲ့ဒီတရက်ပဲဘောနာကိုးလာပေါ်မှာအဲ့ဒီပေါ်တိုက်ရိုက်တာဆေးရုံပေါ်တိုက်ရိုက်နေချိန်မှာငလင်ကလှုပ်တာလှုပ်တာအဲ့ဒီလှုပ်တော့ပထမတော့အော်ဒီတိုင်းပဲပြီးသွားမယ်ပေါ့ပြီးသွားမယ်ဆိုပြီးအကုန်လုံးကလည်းပထမတော့စနေကြသေးတာအမမအဲ့အောက်ကလူရောင်ထွက်လာပြီပေါ့ဘာညာပေါ့ပြော အပ်ပြီးလည်းပြကြတော့မှမပြီးဘူးလေတကြာနေတော့မှဟာပြေးစင်းအောင်မှပဲဆိုပွဲဟဲ့မပြေးစင်းနဲ့ဟိုမှလူနာတွေပဲထွက်ပြေးလာကြအောင်မှငါတို့ပြေးစင်းပါအဲ့လိုဆောက်တော်သေးရောဘာမှတော့မဖြစ်သွားဘူးပေါ့နော်ဒီဘက်မှာအပ်ပြီးလည်းပြအဲ့စင်းရိုက်လို့ပြီးလည်းပြီးတော့စင်းလာတော့မှ Facebook တွေပဲကြည့်လိုက်တော့မှဟာတရားကြီးတွေပြုံနေပြီးတော့ဘာတွေသတင်းတွေကြအဲ့တော့တရိုက်ဆိုင်မဲ့ဒီကအင်္ဂလိပ်လောက်တော့မှဖြစ်အဲ့ အဲ့ပြီးတော့မှနောက်ထပ်ရိုက်တဲ့ဟာတွေမှာဆိုရင်လည်းအဲ့ငလင်းကြောင့်ပေါ့ဘုန်းတော်ပြောရရင်ပေါ့နော်သတင်းတွေကလည်း error ဒီဆိုးရွားတဲ့အမှတ်တရပေါ့အဲအဲ့လိုလိုဒီဒီဒီသတင်းတွေငလင်းတွေပဲမြင်နေရတော့လေမှုတရားတော့ပြောရမကောင်းပေါ့လေမကောင်းတဲ့နေကြမှာရဲရမှာလည်းငိုရဲစင်းဆိုတော့နည်းနည်းတော့ကွက်တိဖြစ်သွားတော့အမအကုန်လိုက်အဲ့မှာအမှုတဲ့ပြီးတော့ရိုက်ကြပေါ့ကိုတိုင်ရုံးနဲ့ပိုးနဲ့အဲအဲ့တော့ကလည်းအဲ့ဒါလေးတရားတော့အမှတ်တရပဲနိုင်ဆိုင်ဖြစ်သွားကြတာနော်ဟုတ်ကဲ့ပါဗျာနော်အဲ့တော့တော်တော်လေးလဲဟိုဇလန်းနဲ့ပတ်သက်ပြီးရော အဲစုံနေတဲ့လောက်တော့ရှိသွားပြီပေါ့နော်အဲ့တော့အဆုံးသက်လေးနေနေရောဒီဇကားနဲ့ပတ်သက်ပြီးတော့တိုင်ရွန်နေနေရောဒီမပွင့်နေနေရောဖြည့်ဆွတ်ပြီးတော့ဗာပြောချင်းသေးတယ်ခင်ဗျာဟုတ်ပွင့်လို့ပေါ့ဖြည့်ဆွတ်ပွင့်ရောဒီကားလေးကပြောရရင် romance အဲဇလန်းနေကလေဟိုပြောရရင်တော့လူတွေကဟိုဒီဒီဒီမှာဆိုရင်ပေါ့နော်ဒီမှာကတော့ပုံမှန်ကတော့ဟိုဒီဟိုညံ့ညံ့နန်းနန်း ရိုမန်စီတို့မလောင်ရတဲ့ဟာတွေတို့ဘာတော့တုံးဝင်ဆိုင်များတာပေါ့ဒါတော့လောက2ပွင့်နေတယ်2ပွင့်ပါ only 2ပွင့်အဲ့လိုမျိုးဆိုတော့တုံးဝင်ဆိုင်တွေပါတယ်များကြတယ်လေအဲ့လိုမျိုးမှမပွင့်တော့ပြောရရင်တော့ဒါနည်းနည်းတော့ risk ယူရတာပေါ့နော်ပွင့်တော့ကရိုက်တယ်ဆိုတာလေဒီနှစ်ယောက်ထဲနဲ့ရိုမန်စီကိုရိုးရိုးတက်တဲ့အချစ်ဇလန်လေးဒါလေးကကြည့်လိုက်ရင်ပေါ့အဲ့ဟာလေးကိုရိုက်ထားတာဆိုတော့ပွင့်ရတော့အဲ့လိုဟိုရိုမန်စီကိုတမြင့်မြင့်ခံစားပြီးကြည့်ချင်တဲ့သူတွေအတွက် အဲကြည့်စီခြင်းနဲ့ဒီကားလေးကိုဆိုရင်ဘွန်းတော့လည်းရိုက်ထားတဲ့ဟာတွေမှာဆိုရင်လည်းဟိုပေါပေါပြက်ပြက်လှုပ်ထားတော့တခုမှမပါဘူးဘွန်းတော့ကြည့်ရနဲ့သိပါတယ်အကုန်လုံးကလေအဲဒီမူဟန်တုံးဆိုဒါပဲလိုချင်နေဆိုလို့မရရအောင်ရှာတဲ့ဟာတွေရောဘာတွေရောဆိုအများကြီးပဲဘွန်းတော့လှုပ်ထားတာပေါ့ဘွန်းတော့ အဖွဲ့သားအကုန်လုံးပေါ့ဘုန်းတော် DPA director တွေဘာတွေကအစပါတီ actor တွေရောအဲဘုန်းတော်အကုန်လုံးအားဆိုင်ပြီးတော့လှုပ်ထားကြတဲ့ကားလေးဆိုဘွင့်ရပြီးတော့ romance ကိုကြိုက်တဲ့သူတွေကြည့်စီချင်ပါတယ်ပြီးတော့ကိုတိုင်ရွန်နဲ့ဘိုးကလည်းဒါပထမဆုံးစုံတဲ့ကားပေါ့နော်ကိုတိုင်ရွန်ကပြောရင်တော့နူးနူးညံ့ညံ့ site site လေးတကူလည်းမြင်စီချင်တယ် break that deal တော့လေဟုတ်ဟုတ်တိုင်ရွန်ကဒီစကားမသက်ပြီးတော့ဗာဖြည့်ဆွဲပြီးပြောချင်ဒီကားလေးကကျွန်တော်တို့အနေနဲ့ကတော့ဒါတေးဥဆောင် weight တွေလည်းကျွန်တော်တို့အများကြီးမပါဝင်ဘူး ဒါမင်းသားနဲ့မင်းသမီးနောက်ပြီးတော့စပူစင်ရအဖြစ်လဲနေတယ်ဆိုတော့ခါကျတော့ကုံညိုက်စိတ်ကတော့များတယ်တော်ရွက်ကူတဲ့နေရာလည်းအများကြီးပဲတကယ်ရုပ်ရှင်နဲ့တူတဲ့ဒါတကားပေါ့နော်ပိုစတာအစားကျွန်တော်တို့မူအန်တုံးနေတေချာဖမ်းထားတယ်ဆိုတော့မြန်မာရုပ်ရှင်ကိုလည်းပြည်သက်တွေနေနဲ့ကောင်းစီခြင်းနဲ့ပြည်သက်တွေအများကြီးရှိတယ်ကောင်းစီခြင်းနဲ့ပြည်သက်တွေကိုလည်းကျွန်တော်တို့ကျေးဇူးအများကြီးတင်တယ်ဆိုတော့ကောင်းစီခြင်းနဲ့ပြည်သက်တွေအတွက်လည်းကျွန်တော်တို့ဒါအခုအားထည့်ပြီးရိုက်ကူတာဖြစ်တဲ့ကြောင့်မို့လာရောက်ပြီးတော့ဝေဖန်ပေးပါအောင်တုံးသက်ပေးပါအောင် အဲရုပ်ရှင်ပြောမှဆိုလို့ရှိရင်ဒီကားကနည်းနည်းကျွန်တော်တို့အင်ဒီပုံစံမျိုးဆန်တာဗောနဲ့အင်ဒီဆိုတော့ကျွန်တော်တို့အဲ့လိုမျိုးပါဟိုလုတ်ချင်တာတွေအကုန်လုံးလုတ်ကြတယ်ရုပ်ရှင်ထဲမှာ highlight ဖြစ်စေမယ့်အရာတွေ promotion ဆင်းလို့ကောင်းမယ့်အရာမျိုးတွေကျွန်တော်တခုမှမထည့်တာဘူးရုပ်ရှင်ဒီကောင်လေးနဲ့ကောင်မလေးကြတဲ့အချစ်ကိုရုပ်ရှင်ဆန်တဲ့ရိုက်ကူးမှုတွေရုပ်ရှင်ဆန်တဲ့ကာလာတွေရုပ်ရှင်ဆန်တဲ့စကားတွေနဲ့ပဲအသုံးပြုတာဖြစ်တဲ့ကြောင့်မို့ လာကြည့်ပြီးတော့စိတ်မပြတ်စေရဘူးလို့အမှတ်ခံတယ်ဆိုတော့ကျွန်တော်တို့အဲ့လိုမျိုးကောင်းကောင်းလေးရိုက်စေခြင်းတဲ့ပုံစံတွေကိုမလွတ်သွားစေခြင်းပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ပါဗျာနော်အဲ့တော့ဒီနေ့အစီအစဉ်လေးမှာလာရောက်ပြီးတော့ပေါ့နော်ဒီ November 14နေ့မှာရုံတင်ပြသမယ်ချစ်သူစေရာရွှေရှင်စကိုင်းနဲ့ပတ်သက်ပြီးတော့အချိန်ပေးပြီးတော့ဖြည့်ကြားပေးရဲ့ Driver ဒါအာယုံပွင့်တင်ဆိုပြီးတော့ကြတော့ဒါတေဆောင်တိုင်ရွန်နှစ်ယောက်စလုံးလေမန်လီ FM နဲ့ဒင်းရီတွေကကျေးဇူးများကြီးပဲတင်ပါရခင်ဗျာနော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်